ော်မီဒီယာတော့ကျွန်တော်လုပ်ဖို့တော့အစီအစဉ်ရှိပါတယ်ဒါပေမဲ့အခုချိန်မှာပါတော့အလုပ်အလုပ်အလုပ်ကြောင်ရောအချိန်ရောက်ပါတော့အားတော့မလုပ်ဖြစ်သေးပါဘူးတေချာလေးတော့လုပ်ဖို့လည်းရှိပါတယ်ကိုဘက်ကနေပြီးတော့ဒါပြန်ပြီးတော့ထောက်ခံပေးတယ်ပြန်ပြောပေးတယ်ပြိတ္တတွေတော့ကိုဒါကိုဘက်ကလည်းတချို့ဟာတွေကြောင့်ပြင်ဆင်ချက်တစ်ခုတော့ဖလာတော့မှသူတို့လည်းအဆင်ပြေတော့ပေါ့ဆိုတော့အဲအားအကြောင်းလည်းတချို့ဟာတွေရောက်တော့ရှင်းသင့်တယ်ခင်လို့ရှင်းတော့ပေါ့နော်ဘယ်လိုမျိုးခေတ်စားတိုင်းတော့ကျွန်တော်

ကျွန်တော်ထားနေတဲ့ပုံစံလေးကိုပြန်ထားမယ်ပေါ့။ဒါပေမဲ့လည်းအဲဒီ character ရဘယ်လိုပြောင်းအောင်ပေါ့လေ။ဒါအားဒီတစ်ချက်ပြန်ကြည့်ဖို့ဒီကတော့အနေနဲ့ကြပါလေ။နေနဲ့ကြပါလေ။ဘာဖြစ်အဆင်ပြေပါလေ။ဒါဆိုရင်ပြီးကြမှာလေ။ရှည်လာတဲ့အတိုင်းလေးပဲပေါ့နော်။တုံးမိရတာရှည်လာတဲ့အတိုင်းလေးပဲဆိုတော့ဒီလိုင်းလေးပဲစားပြီးတရား။အဲနောက်ရိုက်မြတ်ကားလည်းဒီလိုပုံစံနဲ့ပဲပြောပြပုံပြရဲဆိုတော့ကျွန်တော်ကတော့ ဟိုမှအလိုအထောင်လေးပဲပေါ့နော်ရှင်းရှင်းတန်တန်လေးပဲကြိုက်တယ်ဆိုတော့ဟိုအရှိလို့ပါတော့ကြောက်တာ character တခုရကျွန်တော်ဟိုအရင်တော့ထားတာပဲရှိတာလေကျွန်တော်ရိုက်ရှင်တဲ့ character ရိုက်ပြီးသွားတဲ့အချိန်ရောက်တော့ရလိုက်ပြီးတော့ဟိုလိုရှင်းရှင်းတူတူပဲကြိုက်တယ်ကျွန်တော်47ကတော့ရောက်တော့မရောက်ပြဘူးဒါပေမဲ့ဆိုင်ခွဲတွေအများကြီးကတွေ့ရတယ်ပြီးတော့ဒါပေမဲ့ဒီဒီ47ရဲ့အောင်မြင်မှုကတော့ဟိုဆိုရင်တော့တော်တော်ကြီးကိုကြီးကြီးမားမား ဟောင်းမီမူပို့ပို့ပေါ့နော်။ကျွန်တော် TikTok ကြီးမှာလည်းဒါ customer တွေများတယ်တွေ့တယ်ပေါ့နော်။ကျွန်တော် video လေးတွေပြီးတော့သူတို့စပင် creation လုပ်တဲ့ဟာလေးတွေဒါကျွန်တော်အများကြီးတွေ့နေရမိုက်တယ်ပေါ့နော်။ကျွန်တော်ကတော့အာမန်တိုင်းပြောရင်ဒါမရောက်ဖြစ်သေးဘူး။အာဒါပေမဲ့အခုလိုမျိုးဒီစိုင်းခွဲတွေအများကြီးဖွင့်လာနိုင်လို့ဆိုတော့ဒီဒီ fiber ရဲ့ customer တွေရှိတယ်ပြီးတော့တကယ်လည်းဒါအကောင်းလို့ပေါ့နော်။တကယ်ကောင်းလို့ဒီစိုင်းခွဲလိုစိုင်းခွဲတွေအများကြီးဖွင့်လာ။ကျွန်တော်ကတော့အဲ့စပင် ိုကျွန်တော်ခဲလို့ဖြစ်တယ်စကင်နာတိတ်မခဲဖြစ်တာစပင်ကငငယ်တွေကဟိုကကျွန်တော်အဲ့ဗီတာမင် E လို့ဟိုနောက်ဟိုတန်လူဇီရောပေါ့နော်အားလေးလေးပြီးတယ်ငငယ်တွေကပေါ့နော်အမေကလည်းအဲမိမိကလည်းကျွန်တော်အဲ့လိုမျိုးကြောင်းသွားလို့ရှိရင်အဲ့လိုမျိုးစပင်ကိုအဲ့လိုဗီတာမင် E ကိုအလုံးလေးရှိတယ်စပင်အားပြည့်ရောအားလေးလေးလေးပြီးရောဆိုတော့အခုဒီလေကျွန်တော်အားလေးတစ်ခါကြောက်လို့ရှိရင် ့ဂျယ်ရီပါတယ်သုံးပြီးလို့ခါကြတဲ့ချိန်ညဘက်ကောင်းချော်ပြီးတော့ဆိုင်အဲ့ဒါလေးဒိမ်းပြီးအိတ်ဖြစ်တယ်ပေါ့နော်အဲ့လိုတော့စပင်ကတော့ကျွန်တော်ခဲလို့ဖြစ်တယ်ဘာလို့ဆိုတော့အဲစပင်ဆိုတာဒီဟိုဒုတိယမှာလည်းဒါအရေးကြီးတယ်လေဒုတိယမျက်နှာဆိုတော့အဲစပင်ကတော့ကျွန်တော်ခဲလို့အဲ့လိုပေါ့ကျွန်တော်ဝတ်တဲ့ပုံစံလေးတိုင်းကဝတ်တာပေါ့နော်အရင်ဟိုထွေထူးပြောင်းလဲတာတော့မရှိပါဘူးဟိုကျွန်တော်နဲ့အရှင်ပြေမဲ့ထင်တဲ့ဥစ္စာလေးရွေးဖို့တော့ပြောတော့ပေါ့ပြောတော့ပေါ့ကျွန်တော်ဟို ချစ်ကြတဲ့သူတွေအားပေးကြတဲ့သူတွေတော့လည်းကျွန်တော်အများကျွန်တော်ကိုယ်တိုင်လည်းအများကြီးအားဖြစ်တယ်အများကြီးအားဖြစ်တယ်ပြီးတော့အများကြီးလည်းကြိုးစားမယ်ဆိုရင်စိတ်လည်းဝင်တော့ပါတော့အဲ့တော့ကျွန်တော်ချစ်ပေးကြတဲ့အဲ့လိုမျိုးပရိသတ်တွေတကယ်ရှင်နေရနေကျွန်တော်လည်းတကယ်ကိုအများကြီးပြန်ကြည့်လို့တယ်ပါ family တွေလား family တွေကတော့ကျွန်တော်လို့ဖို့တော့အစီအစဉ်ရှိပါတယ် တော့အခုချိန်ပါပေါ့နော်အလုံးအလုံးအလုံးကြောင်ရောချိန်ရောပေါ့နော်အားကြောင့်မလုပ်ဖြစ်ပြရအောင်ဒေချာလေးတော့လုပ်ဖို့လည်းရှိပါတယ်ဟုတ်အဲဘယ်လိုပြရမလဲတချို့တချို့ကိစ္စတွေကြတော့မရှင်းဘူးပေါ့နော်မရှင်းလို့ရတယ်တက်တာမရှိဘူးဒါပေမဲ့တချို့ကိစ္စတွေကြတော့လေကိုယ့်ဘက်ကနည်းနည်းလေးရှင်းလိုက်တဲ့အချိန်ပြောဟိုပြောလိုက်တဲ့အချိန်ကြမှာကိုယ့်ဘက်ကနေပြန်ပြောပြခြင်းနဲ့ပြည့်တက်ဆိုတာလည်းရှိသေးတယ်ဆိုတော့အဲကိုယ့်ဘက်က ကိုဘက်ကနေပြီးတော့ဒါပြန်ပြီးတော့ထောက်ခံပေးတယ်ပြန်ပြောပေးတယ်ပြည်သက်တွေတော့ဟိုဒါကိုဘက်ကလည်းတချို့ဟာလေးတော့ပြင်ဆင်ချက်တစ်ခုတော့ဖလာတော့မှသူတို့လည်းအဆင်ပြေတော့ပေါ့ဆိုတော့အဲအားအကြောင်းလည်းတချို့ဟာလေးရကြတော့ရှင်းသင့်တယ်ခင်တို့ရှင်းတော့ပေါ့နော်ဘယ်လိုမျိုးကိစ္စတိုင်းတော့ကျွန်တော်တော့ဘယ်တိုင်းလို့ရှင်းတော့ပေါ့ဘာလို့လဲဆိုတော့လူဆိုတာအမြင်လည်းမတူကြဘူးတွေ့လည်းမတူကြဘူးပြီးပုံစံဇယအနေထားပေါ့နော်အကုန်လုံးပေါ့ဆိုတော့အစားအသောက်အကုန်လုံးအဲလူဆိုတာကိုယ်ကြောင့်ကိုယ်ပဲအတည်ဆုံးပေါ့နော်အဲ့ဒါလေးကို နားလည်အောင်လိုက်ရှင်းပြနေလို့ဆိုတာလည်းဖြစ်နိုင်လို့အဲ့တော့ရှင်းတဲ့နေခါတော့ရှင်းပါပေါ့နော်ဟိုဖိတ်ချတိုင်းတော့လိုက်ပြီးတော့မရှင်းတော့ကောလာဟာလာတော့ကောလာဟာလာအတိုင်းပဲပေါ့နော်ဟိုကောလာဟာလာအတိုင်းပဲကျွန်တော်ထားလိုက်ကြတော့အဲ့ဒါကြီးတွေထူးထူးဘာမှသိရင်ပြောချင်တော့ပေါ့ဘာလို့လဲဆိုတော့ကျွန်တော်လည်းအဲလှုပ်လှုပ်နေတဲ့ပတ်ဝန်းကျင်မှာကျွန်တော်ဘယ်လိုလဲဆိုတာသိနေရပါလို့ဆိုတော့ ကျွန်တော်တွေ့ဘူးတဲ့ကျွန်တော်လိုက်ရှင်းပြတယ်။ဟုတ်ကဲ့ပါဒီ47ဒီနေ့ဒီမကပ်ပြီးတော့ဆိုင်ခွဲတဲ့အများကြီးလိုက်ထွက်လိုက်ပါလေ။ဒီမကပ်အလုပ်လေးရရှိပါစေ။တက်တက်ပါလေစိတ်ချမ်းသာရေးကိုကျွန်တော်ကဲပြီဘယ်နာဝင်ရအောင်